ရေးလိုက်ပါမယ်မိစ္ဆာလည်းပါမယ်ပေါ့အဲ့လိုပါလကဆာလိုပါ냐ပြီးစုစီလိုအဆရှိတယ်လည်းပါနေပါကောင်းပါနိုင်နေပေါ့အခုပြောနေတာတော့ဒီမိစ္ဆာလာမဖမ်းပါနဲ့ကလေးတွေတူရင်ထွန်းပေါ့နောက်တစ်ခါနေလင်းထက်နော်နောက်တစ်ခါနေရဲလင်းပေါ့အဲ့ဒီကလေး၃ယောက်ကသူတို့ပွဲရုံရှိကြောင်းမှာဘုကအကွက်ဆင်ပြီးဖမ်းသွားတာအဲ့ဒီဖမ်းမဲ့နေရာကျန်တဲ့ပွဲရုံတွေကျန်တဲ့အိမ်တွေကိုတော့အနာသက်ဆိုင်လူကြီးကပြောထားတယ်အဲ့ဒီမိညာတော့မင်းတို့ဆွဲမယ်မင်းတို့ရှောင်ထားကြရှားထားကြသူပြောတယ်ဒီကလေးတွေကအသီးငံပေါ့ငရုတ်သီးတို့နေလဲတို့ပဲတို့ဝယ်ပြီးပြန်လာတယ်ချင်းသူပွဲရုံရှိကြောင်းမှာဆွဲစီခံလိုက်ရတယ်ပေါ့နော် အဲ့ဒါတော့မိတ်ချီလာတောင်းဝင်ရှိတဲ့လက်ရှိတောင်းဝင်ရှိတဲ့ပုံကိုယ်ကြီးအတိတုံးပါနော်နောက်တွေဦးစင်းက data ချက်လက်နဲ့ binding နဲ့နာမည်နဲ့တက်ပြောင်းမှာဒါမင်းတို့ထန်ကုန်လက်ဒီကလေးသုံးရက်နဲ့လဲရဲဆိုတော့လဲလိုက်ပေါ့နောက်ထပ်ဦးစင်းနေနဲ့နှစ်ပတ်တိတိတိခတ်ပေးမယ်နှစ်ပတ်ကျော်လာလို့မှမထူကြဘူးဆိုရင်တော့ဦးစင်းကတော့နာမည်နဲ့ data ချက်လက်နဲ့လိုက်လဲလွှင့်မယ်မီဒီယာတွေမှာလည်းဦးစင်းတင်ပြမယ်နောက်ပြီးဆိုနေပြီးတော့ဒူးချုပ်ကြီးကြီးစီဦးစင်းတို့ကိုယ်တိုင်တွားရောက်ပြီးစတင်မယ်အခုလိုတရားမှာလဲဆိုတော့တက်မတော်ပုံကြီးတွေထိမှာဆိုလို့ ဒီတက်မတော်ပဲဆွဲစီကြတို့ခေါ်လေလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေရှေ့တရားကလုံးရှိတယ်နော်အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအဖြစ်အစင်းရသူစင်းစားများတယ်ဒီနေ့လုံးမနေစားများတယ်ညားကုန်တာပေါ့နော်ဟိုကလာဆွဲတာနဲ့ဒီကလာစီရတာနဲ့ဒါမျိုးတွေများအဲ့လိုများတော့ရွာတွေရက်ဒီမှာအခု6ရက်တိုးဆိုရင်တို့ရွာဆိုမိကိုတိတ်နေတယ်ဒါပေမဲ့ဥစဉ်ရတော့အခုခဏနေကင်းပတ်အောင်ပါနော်ဥစဉ်ရွာကိုဒီကြောက်ဆယ်မျိုးနဲ့ဝင်ကင်းလှည့်အောင်ပါအခုနေ့ကတော့ဦးနေမတင်ကားလို့ခေါင်းတက်သေးပေါ့လူလေးယောက်ဦးနေဆွဲစီလိုက်တယ် ဟုတ်ပြီဆိုတော့အကောင်ကြီးဖြစ်နေတယ်သူကနော်သူတို့ပြောပါလားမျိုးနေမမကြွရင်ငါနေကိုမကြွလာနဲ့နောက်တစ်ချက်မဦးဇင်းလာတောင်းပါနေကြအေးကွာငါလည်းမင်းတို့မှလည်းငါလည်းမသိလို့ပေါ့ငါငါရပါလေလို့မတူကားလေးနဲ့ညညာဆိုလာလာပြီးတွေ့ရတူခေါ်ခေါ်သွားတာမို့လို့အဲ့ဒါကြောင့်မို့လို့ပါလို့အဲ့လိုပြောလိုက်တယ်နော်ဦးဇင်းခဏနေနေတာကျက်လက်အောင်ဒါဦးဇင်းပြောမှဆိုရင်6နာရီခိုးပဲဆိုရင်ဆိုင်ကြီးလက်ပိတ်ကုန်ရွာလည်းလည်းခွေးတကောင်မိတကောင်တော့အလံမကြားတော့နော်ခုလက်ရှိတောင်းရှိတဲ့ပုံကိုရပါဗျာဦးဇင်းဖြစ်နေကျင်တာကတော့ကိုရွာ ပါသွားတဲ့ကလေးတွေဆိုရင်ကိုကမမမမနဲ့ဆုံးရှုံးပြရမှာဘာလို့လဲဆိုဝင်းလို့ရတောင်းဝင်ကြွားရည်တောင်းဝင်ကြတဲ့ပြင်ကိုပလဲစင်ပို့သူသဘောစိတ်ဆန္ဒနဲ့လိုက်သွားတဲ့ကလေးလည်းရှိတယ်အဲ့ဒီလိုကလေးတွေမျိုးဆိုကျွန်တော်တို့ရရမထောက်ပံ့နေပါဦးဝင်းကိုလည်းထောက်ပံ့ပါမယ်နော်အဲ့ဒီလိုပြောလို့ဟိုနေရာကျုပ်လိုက်ကလေးကိုပို့မြစ်တာရက်ခံပြီးသူတို့လာပြီးတောင်းပန်သွားတာပို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘောမှစစ်တပ်လော်ဘီစီအာတို့မှ တူဇာတိရွာကလူငယ်တွေကိုပေါ်လာဆွဲခံရလို့မကြေမနက်ဖြစ်နေတဲ့ရုတ်တံနဲ့အတူတသိမ်မြို့နယ်တွင်လူငယ်များကိုစစ်မှုထမ်းပါသည်ဟုဆိုကာညပိုင်းတွင်လိုက်လံခေါ်ဆောင်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ အေယာတုမြဒီတိုင်းပသိမ်မြို့နယ်တွင်တွင်မက်လာအစပိုင်းမှာစတင်ကစစ်မှုထမ်းရန်စီရင်ပါသည်ဟုဆိုကာညပိုင်းတွင်လာရောက်ခေါ်ဆောင်နေကြောင်းဒေသခံများထံကသိရသည့်အုတ်ချုပ်ရည်မှုများနှင့်ရဲတပ်ဖွဲ့များကညဘက်တွင်နေအိမ်များသို့လိုက်လံခေါ်ဆောင်နေခြင်းဖြစ်ပြီးတပတ်အတွင်းလူငယ်9ဦးခန့်ကိုခေါ်ဆောင်သွားခဲ့ကြောင်းသိရသည် ကလေးတွေကိုကြိုပြောရင်ပြေးမဆိုးလို့ထင်တာပဲခုကညကြမှအချိန်မတော်တရခံဖမ်းတယ်လို့ပုံစံနဲ့တူးညံ့ရင်ဆွဲနေတာဟုတသိမ်မြို့ခံတဦးမှအေယာတူးမြတီတိုင်းကိုပြောသည်လက်ရှိတွင်ပသိမ်မြို့အမှတ်30ရက်ွက်အမှတ်5ရက်ွက်နှင့်ရွာတစ်ကြီးရွာတို့တွင်လူငယ်များကိုဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်ကောင်စီတပ်သို့ပို့ဆောင်ခံထားရကြောင်းသိရသည် ယခင်ကယာအိမ်မှုများမှစစ်မှုထမ်းစရင်ပါသူလူငယ်များကိုအကြောင်းကြားစာလိုက်လံပေးပို့ရာတွင်ထွက်ပြေးတိမ်းရှောင်သူများပြလာသောကြောင့်ယခုကဲ့သို့ဖမ်းဆီးခေါ်ဆောင်ခြင်းများလှုံ့ဆော်လာသည်ဟုဒေတာခံများကပြောသည်။နေကလေးဦးဇင်းတို့မြန်မာပြည်မှာဖြစ်ပေါ်နေရတယ်နော်။ပြန်ပြီးဆွဲလို့ပြောရမလားပေါ်လာလို့ပြောရမလားတော့မသိဘူးနော်။အဲ့ဒါလည်းနည်းနည်းရှေ့ရမှာသတင်းတွေကြားနေရတယ်။တည်လည်းတည်ရတယ်ဗောနော်။အဲဦးဇင်းတို့မိတ်တီလား။ကံမြင့်ကြီးရွာနာမှာဗောနော်ဦးဇင်းတို့ရဲ့ တခါကြီးပေါ့နေနီလာသူကတောက်ဆရာဖွင့်ထားတယ်ပွဲယုံပဲရှိတယ်အဲ့ပွဲယုံကကလေးတွေကိုဆွဲစီသွားတယ်ပေါ့လေနော်ဒီမှာဆွဲစီသွားတဲ့လူကြီးတွေအကြီးကြီးနေနေတော့ဦးနေထုံပြောသေးဘူးဗျနော်လိုအဲ့ရင်တော့ဦးနေနောက်တဲ့တပတ်နှစ်ပတ်နှစ်ပတ်လောက်လုပ်နေသီးခံပြီးစောင့်ပေးလိုက်နှစ်ပတ်လုံးလုံးမှမထူချဘူးဆိုရင်တော့အဲ့ဒီအဲ့ဒီကလေးတွေကိုဆွဲသွားတဲ့ပုဂ္ဂိုလ်တွေပေါ့နာမည်တွေကိုဦးနေအချိန်ကြီးအခါကြီးတိတိကျကျချပြမယ်ဦးနေကိုယ်တိုင်လည်းနေပြီးတော့ဒီ စားပါတယ်မလို့လားနော်။ဘာလို့လဲအလုတ်ကပြန်လာတဲ့အချိန်မှာဆွဲပြီးဆက်ကြောက်ကြောက်ရိုက်သွားတာကြာငါတို့မကြောက်ဘူးကြာ။အဲ့ဒါလေးပြီးလို့ရှိထိုးစားနေတယ်။စမိုက်ဆိုင်တွေဝင်ပြန်ပြီးကြာနေတယ်ဆိုတော့ဒါလည်းဒါတော့မကဘူး။ဒီကိစ္စနဲ့ဒီပေါ်တာဆွဲတာဒီပြန်ပြီးဆွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ဘယ်သူမှအနိုင်မမှာပြောရတဲ့လူကရှားပါတယ်။အဲပြောတာတော့ကျော်ဆိုးကျော်ဆိုးဦးလားကျော်ဆိုးလုံးလားမသိဘူးနော်။အဲ့ဒါကိုပြင်ရပါရဲ့ပေါ့။နောက်ကတက္ကမတယောက်ရှိပါတယ်။တော့တော့လည်းတော့ရတယ်ကတော့မဟုတ်ဘူး။အခုလည်းမေးလိုက်လားမလား။ ါလို့တက်ကလေးတောင်းပဲအဲ့ဒီကြီးပါပါဘယ်နေ့ပဲရဲဆိုတော့ဝင်ချမပြသေးဘူးပေါ့သူဆွဲတော့ဆွဲတဲ့ပုံကြီးမောင်ပြပါတယ်မောင်လေးပါတယ်မောင်မပါတယ်ဦးညီမကွန်ဒီတာချက်လက်တွေရှိတယ်ဒီကလေးတွေကတလကျော်သွားပြီနော်တော့အချို့အုတ်ချို့ရင်းမှုတွေကလည်းမမီးတို့ရဲ့ရဲဆိုမှာတောင်းမထဆောင်မဲ့လူတွေကိုမပေးဆောင်လို့ဆိုပြီးတချို့ကလည်းဆွဲတယ်လို့စီတယ်လို့ခေါ်တယ်လို့ဖြစ်ကြတယ်ပေါ့နော်ဒါနေလည်းရဲမှာကြုံတွေ့နေရအဲ့အဲ့လိုကြည့်ရတယ်မိမိတို့ရဲ့ရွာမှာတမအာဒီဝါကြကြပေါ့နော်ဒီစစ်မှုထားမဲ့ဆက်ချင်းရဲ့အထက်ပေါ့၃၅နှစ်အတွင်းပေါ့ အဲ့ဒါတွေကိုခေါ်ဖို့ကျင်းဝင်စာတမ်းတွေခေါ်နေခင်ဗျားတို့ကတောင်းဝင်မကြည့်တော့ခုတော့ခံရပုံကိုရတယ်တွေ့တယ်လို့ဆက်စီနေတယ်တွေ့ရတယ်ဒါမျိုးလုံးလုံးမကြိုက်ဘူးရအဲ့မိလာမှာဖြစ်နေတော့တဲ့ဟာကြီးတော့နင်းနေမယ်လက်တွေရောတိတ်တွေရောတော့ဆက်သွားတယ်ဘယ်ထွက်ဘယ်အနာပိုင်းဘယ်လူကြီးပေါ့နင်းနေမယ်အကုန်ရှိတယ်တော့အဲ့ဒါလေးဦးနေချပြတာမိတိလာနေမဲလားဆိုတော့မကဘူးတော်ပရောင်းရတယ်တူတူပဲတော်တော်မာရနဲ့တော်တော်ပါလိပေါ့ဒီတရိုးသားမနက်ခင်းမင်္ဂလာဆောင်ပြီးကြအောင် ညနေချင်းသတို့သမီးကအမုံလေးစားကြလို့ဆိုပြီးအိမ်ရှိရနေပြီးတော့ညထိတ်ကိုထွက်သွားတာအဲသတို့သားကိုဆွဲထိသွားတာဒါမျိုးလည်းမဖြစ်တင်ဘူးပြနော်ဦးနှုတ်သဘောမကြောက်ဒါမျိုးရဲ့အဲခုလိုမျိုးလိုင်းလို့လို့လည်းဦးနှုတ်ကိုလည်းဟိုတက်ဆိုင်ရာဖမ်းနေတယ်ဖမ်းလိုက်မယ်ဖမ်းလိုက်လိုက်တော့မှရှိတယ်ပေါ့နော်ဦးနှုတ်ကတော့ဒီမျိုးပါတော့လားဆောင်းဆောင်ကြီးပေါ့အမျိုးသားကြီးနဲ့ပတ်သက်လာရင်ဦးနှုတ်ကပြောရမယ်ဘာလို့လို့ပြောရမလဲဆိုတော့တက်မတော်ရဲ့ပုံရိပ်တွေပေါ့တော်တော်ထိခိုက်တယ်နည်းနည်းကြဲကြဲမှဒီလိုဆွဲစီတယ်လို့ပေါ်တာဆွဲတယ်လို့ပြန်ပြီးခေါ်တယ်လို့ဆိုတာတက်မတော်ကပဲခေါ်တယ်လို့တချို့က အဲ့လိုအတွေးတွေပေါ့အပြောတွေဦးစင်းသားတွေမှာအချိန်ချင်းခါခါကြားတယ်ပေါ့လားလဲလျှောက်ကြတယ်တကယ်တော့ဒီကိစ္စတွေကဒါထွေးဟုတ်ရဲ့ကိစ္စတွေပဲနော်ဟိုတက်မတော်နေတော့ဆိုင်နေလည်းပြောမလားမဆိုင်ဘူးလည်းပြောမလားမသိဘူးနော်ထွေးဟုတ်ကခွန်တော့တက်လည်းပါမရဲလည်းပါမမိစက်လည်းပါမပေါ့အဲ့လိုပါလာကစားလို့ပါညာပြီးစုစီလို့အဆရှိတယ်လည်းပါနေပါကောင်းပါနိုင်နေပေါ့အခုပြောနေတာတော့ဒီမိတ်လာမှာဖမ်းသွားတယ်ကလေးတွေသူရင်ထွန်းပေါ့နောက်တစ်ခါနေလင်းထက်နော်နောက်တစ်ခါနေရဲလင်းပေါ့အဲ့ဒီကလေးသုံးယောက်ကသူတို့ပွဲရုံရှိကြောင်းမှာဘုဘကအကွက်ဆင်ပြီးဖမ်းသွားတာ ဲ့ဒီဖမ်းမဲ့နေရာတန်းတဲ့ပွဲုံနေတန်းတဲ့အိမ်ကြီးကိုတော့အနာသက်ဆိုင်ရာလူကြီးကပြောတာလေအဲဒီမိကတော့မင်းတို့ဆွဲမယ်မင်းတို့ဆောင်ထားကြရှားထားကြပြီးပြောတယ်ဒီကလေးတွေကအသီးနာပေါ့ငရုတ်သီးတို့နေလဲတို့ပဲတို့ဝယ်ပြီးပြန်လာတယ်ချင်းသူပွဲုံရှိကြအောင်မှဆွဲစီခံလာရတယ်ပေါ့နော်အဲ့ဒါတော့မိထီလာတောင်းဝင်ရှိတဲ့လက်ရှိတောင်းဝင်ရှိတဲ့ပုံကိုအတိဆုံးပါနော်နောက်တွေဦးနေက data ချက်လက်နဲ့ဘိုင်လင်းနဲ့နာမည်နဲ့တက်ပြောင်းမှာအမင်းတို့ထန်ကုန်လေဒီကလေးသုံးရက်နဲ့လဲရတယ်ဆိုတော့လဲလိုက်ပေါ့နော်မင်းတို့လည်းဒီလိုယာတို့ဒီလိုထန်ကုန်ရဖို့ဆိုတော့မင်းတို့လည်းဟုတ်လားတော်တော်ကြိုးစားခဲ့လို့ဒီလိုနေရာမျိုးတွေမင်းတို့ရောက်လာတာ နော်နောက်တစ်ခါလဲကြော်ပတော့ကကုလက်ရှိတောင်းဝန်ထမ်းဆောင်နေတဲ့ပုံကိုယ်ကြီးအလွှမ်းပြင်းနေဆိုတဲ့ကောင်လေးပေါ့နော်သူ့ရဲ့အဖေကြီးရဲ့အမေကြီးကသူတို့ကလဲစစ်မျိုးစစ်နေရမယ်အဲ့ဒီနေ့သူ့မိလေးဖမ်းသွားတော့သူ့ဖေကြီးမောအမေကြီးရောအဲ့ရတယ်မပုတ်လို့ပက်လက်တွေလမ်းလို့နော်ဥစဉ်ကိုယ်တိုင်စေးတွေပါထိုးပြီးစေးတွေပါကြီးကုပေးတယ်နောက်တစ်ခါသူ့မိရလဲမုတ်ဆိုးပါကြီးအဲ့ဒီနေ့ကများဥစဉ်တို့လဲချောင်းပြပေးတယ်ပေါ့ဒါမှသူ့မိကလိန်မာတော့အဖိုးကြီးဖွားကြီးကမတားချက်လာသူ့မိရလဲမုတ်ဆိုးပါကြီးသူ့သားကိုမတားချက်လာသူ့မိလေးညာလေးဆက်ညာပါသွားတယ်သူတို့မှရုံချိုးမရဘူး သူဒီတကကြီးကိုယ်တိုင်လည်းသူမြည်တော်နဲ့ပဲတယ်သူကလည်းစစ်မှုလည်းဟုတ်ဟုတ်လားဘယ်နှခုနှစ်ကပင်နေယူခဲ့တယ်ထမ်းဆောင်ခဲ့တယ်ဆိုတာအတင်းချင်းလေးလေးအတနာတကံလေးဖြစ်လျှော့ကလေးတင်းတယ်အဲ့ဒါလည်းဦးနှင်းတို့ကိုယ်တိုင်လည်းသွားခဲ့တယ်ဟိုအထက်ဝင်းနဲ့မဖြစ်ပါနဲ့ဆိုလို့ဦးနှင်းတို့အောင်းနဲ့ဝင်ခဲ့တယ်ဟိုလမ်းကြောင်းနဲ့ဦးနှင်းတို့ရှောက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနေရာပုံကိုရဦးနှင်းတို့စမောတာလားထင်သေးတာလားတော့မသိဘူးခင်ဗျာနော်ဦးနှင်းတို့အဲ့ဒီကမနေ့ရှင်းနိုင်တော့လေရုံးနေကိုရောက်တယ်ထိုင်ဆောင်တယ်ဒါပေမဲ့ရုံးနေမှာဦးနှင်းကေဆောင်သူတို့ခေါင်းနဲ့မထည့်ဘူးကျန်တဲ့ဦး ဲ့နေရတနာပါတယ်ဟိုထွေလာကြီးတွေကြောက်ပလောင်းရောင်နောက်ဘက်ချောင်းထဲမှာတဲတွေပါတင်းနေတယ်နေသားနဲ့လုံနေထွေလာကြီး10သိန်းဆိုတော့ဖမ်းလာပေါ့အဲ့ဒီဖမ်းလာတဲ့ကိစ္စကိုသူတို့လုံနေကြတော့အဲ့ဒါတော့အာရကီလေးတွေကြီးလေးတွေကြဆိုတော့အဲ့တော့အဓိကထားလုံနေပေါ့နော်ဒါမို့အခုနောက်ထပ်ဦးစင်းနေနဲ့နှစ်ပတ်တိတိတိခတ်ပြီးမယ်နှစ်ပတ်ကျော်လာလုံမှာမထူးကြဘူးဆိုရင်တော့ဦးစင်းကတော့နာမည်နဲ့ data ချက်လက်နဲ့လိုက်လဲလွှင့်မယ်မီဒီယာတွေမှာလည်းဦးစင်းတင်ပြမယ်နောက်ပြီးတော့နေပြီးတော့ဒူးချုပ်ကြီးကြီးစီဦးစင်းတို့ကိုယ်တိုင်တွားရောက်ပြီးစတင်မယ်အခုလိုတရားမှာလဲဆိုတော့တက်မတော်ပုံရိပ်တွေထိမှာဆိုလို့ ဒီတက်မတော်ပဲဆွဲစီကြတို့ခေါ်လေလို့အဲ့လိုမျိုးတွေတချို့ကလည်းထင်းနေတဲ့လူတွေရှစ်တရာခန်းလုံးရှိတယ်နော်အဲ့ဒီလိုမျိုးတွေလည်းပါသွားတဲ့ပုံကိုယ်ကြီးအများဆုံးအဖြစ်အစင်းရဲသူစင်းစားများတယ်ဒီနေ့လုံးမှနေစားများတယ်ဒီနေ့ဦးစင်းစကိုင်းကပြန်လာတယ်ဦးစင်းရဲ့ပတ်သက်ရပတ်သက်တော့တက္ကမရဲ့သားပေါ့နော်အဲ့ဒီကလေးပါသွားတော့ကလည်းမွေးပြီတာမှ၃ရက်ပဲရှိသေးတယ်မျိုးသမီးကမိန်းတွင်းထဲမှာသူ့ယောက်ျားငပြောသွားခေါ်ပါတယ်နောက်ချစ်တင်ရတယ်လို့ဆွဲစီသွားတယ်ဦးစင်းမျက်နှာရက်ခံတယ်စားလဲတင်ပြီးပါတယ်ဟိုတပတ်လောက်တော့နောက်ပတ်လောက်မှသူတို့ထင်ထဲပါခုကလည်း လို့ပြီးတော့၃ရက်ပဲရှိသေးတယ်လို့ပြောတာ။အဲဒီနေရာကောင်လေးလည်းအလုံးမလုပ်တဲ့သဘောမျိုးပေါ့နော်။အဲဒီနေရာကောင်လေးလည်းတွေ့ရအောင်မယ်။ဦးဇင်းပြောအောင်မယ်။ဦးဇင်းတို့ဒီကြောက်စင်နေရတယ်။နောက်နောက်တစ်ပတ်စောင့်ကြည့်အောင်။အဲဒီကနေ့သူတို့မိသားစုနဲ့အက်ကလေးတွေကတော့ဦးဇင်းတပည့်တွေကတင်နေပြန်လာပါပြီနော်။မန်ကတ်ကလည်းပြန်လာပြီဒီရ။အဲဒီကနေ့အက်ကလေးတွေလည်းဦးဇင်းတယောက်ကို၅သိန်းကြီးပေါ့ဦးဇင်းထောက်ပံ့ခဲ့။မတယောက်ကကျတော့ဘာကြီးကပူးနေတာအဲ့မကြတော့ဘူး။နောက်တစ်နှလားလောက်နေမွေးတော့မယ်။အဲ့ဒါကြီးလည်းပါတယ်။နောက်ပြီးတဝူရောသားကြီးလည်းဖြစ်တယ်။အဲဒီနေ့ညအဓိကကတော့ဒီကျော်ပေါင်းက လွှမ်းပြင်တဲ့ကိစ္စရယ်လိတ်ထီလာဗောနော်သူရင်ထုံးတို့နေလင်းထက်တို့နေရဲလင်းတို့ကိစ္စဗောနော်အဲ့ဒီကိစ္စကိုဦးစင်ဒီနေ့ညတော့နမူနာလေးနဲ့အပြီးတော့ပဲဗောနော်နောက်ထပ်နှစ်ပတ်နေရင်ဦးစင်လိုက်လဲလွှင့်မယ်နေပြီးတော့လည်းဦးစင်ကိုယ်တိုင်စာသွားတယ်မယ်အဲ့ဒါမင်းတို့ထိုင်ကုန်တဲ့ဒီကလေးတွေနဲ့လဲရဲတယ်ဆိုတော့လဲလိုက်ပေါ့ကွာနော်အဲ့ဒါလေးတွေပြောကြင်လို့ဘာဖြစ်လို့ပြောကြင်ဆိုတော့ဒီကလေးတွေရမိပါလေဗျာကျုံကျောင်းအတုပါကြတာခဏခဏလမ်းကိုပြကြတော့ကျုပ်ကလည်းခါဘူးလားခံလဲနားဘူးလားတော့မခံနိုင်ဘူးညနော် ခိုးရတည်ရမနေ့တို့အကိုရအကိုကြောင့်ရှာကြတာတွေလည်းများကြတယ်ပေါ့သူတို့ရဲ့ဖြစ်ချင်တဲ့သဘောကတော့ဒီကလေးမဝေးပြီးွားလို့နောက်ဘက်မှာသူတို့တာကိုခေါ်သွားမှဆိုရင်သူတို့လက်ခံတယ်ပေါ့အဲ့ဒီလိုမျိုးတွေလာကြတယ်လို့တော့ပဲဝင်းစီလာကြတယ်နည်းနည်းရက်ကအခုကြောက်ပတော့ကတက်ဆိုင်ရခုဒီလက်ခုယခုလက်ရှိပေါ့တောင်းဝန်ထားဆောင်နေတဲ့လူကြီးတွေပေါ့နော်အဲ့ဒီလူကြီးတွေမိတ်ဆီလာကဘူးလက်ရှိတောင်းဝန်ထားဆောင်နေတဲ့အာနာပိုင်ကြီးပေါ့နော် ဟိုခုလိုမျိုးလိုက်လွန်ပြောရတယ်ဆိုတာတတ်မတော်ရဲ့ပုံရိပ်တို့ပါသားသားရဲ့ပုံရိပ်တွေကိုမထိခိုက်သေးခြင်းလို့ဦးစင်းနေနဲ့လိုက်လွန်ပြီးပြောရတာတကယ်တော့ဒီလုံငန်းတွေကပါသားဆန်နဲ့လည်းမဆိုင်ဘူးနော်ဒီပါလာကဖန်နဲ့လည်းမဆိုင်ပါဘူးတတ်မတော်နဲ့လည်းမဆိုင်ဘူးအဲ့ဒါမှအဓိကဒီလိုမျိုးလုပ်ငန်းတွေကဘယ်သူနဲ့သက်ဆိုင်နေဆိုတာတော့လက်ရှိတောင်ဝထောင်နေတဲ့လူကြီးတွေမျိုးနယ်တွေခရိုင်တွေတိုင်းတွေမှာတောင်ဝထောင်နေလူကြီးတွေပိုသိပါတယ်ပြောချင်တာဒီကလေးဆိုတလကျော်သွားပြီတချို့ကလေးတွေသနာသာကနေလို့ဖြေလျှော့တင်လို့သူတို့နဲ့ ဒီတက်မတော်ရဲ့လိုအပ်ချက်နဲ့မငြင်းညွတ်တဲ့ကလေးတွေဆိုရင်ပြန်လှုပ်ပေးလိုက်တယ်တော်တော်လေးများပါတယ်။အဒီကလေးလက်တူပဲစကားကကလေးဆိုရင်သူကလက်တွေကစတိဝေးထဲတာ။ခုဆွဲတဲ့ကောင်လေးကလည်းဂျိုးဂျိုးမှမသိနေရောမနေရောစုတ်ပြတ်မှမသိပဲဆွဲတဲ့ကောင်လေးကအများကြီးရှိတယ်ဗျ။ပါသွားတဲ့ခါကျတော့ဟိုမှာခွေးကြီးထင့်နေကြတာ။နော်ဟိုတချို့နေရာတွေမှာလည်းဟိုဘီဘိုးစီဘိုးတွေလည်းခေါ်ချသွားတာပဲအဲ့လိုကောင်လေး။ဟိုကျတော့တခါသွေးတွေပြန်ဆက်ပေါ့။နောက်တခါဦးသိန်းပြောချင်တာကတော့ဟိုနေ့ကတောင်ငူကပေါ့နော်ကီတုမတီကဟိုဘုံမူလား ဘာကောင်လဲတော့ဦးစိတ်ဝင်လာပါအောင်သူကလည်းဆေးဘက်ဆိုင်ရပါတော့ကုလမဆွဲသွားတဲ့ဟာတွေသူတို့ဆေးစစ်တယ်အဲ့မဲ့ဦးစင်ရတပည့်တယောက်ကလက်မဖြတ်ထားတာမကြသေးဘူးအဲ့လက်မကက်ခက်နေဝေဒနာတွေသူပြောပြတယ်ပြောပြတော့ဒီကောင်ကကလေးကိုပိတ်ငေါ့တယ်အဲ့တော့ဦးစင်ပြောလာတယ်မင်းကဘလို့ကိုတော့ထင်လို့တော့လို့အဲ့ဒါရှင်ပြရှိလို့ဒီကလေးကိုမငေါ့တာလို့မဆဲတာလို့မိတဲ့ငါပိုဆဲကြတယ်လို့ငါငေါ့လဲပိုကြတယ်လို့ငါကလေးကထဲထဲကြောင်နေချင်းလို့ငါသိခံနေရလို့သူကဆေးဘက်ဆိုင်ရဒေါက်တာလည်းဖြစ်တယ်ဗျာဒေါက်တာဆိုတာအပြောကောင်းရင်လူနာယောဂတော်ဝတ်သက်တာဟုတ်လားဦးစင်တို့ဒီနေပြီးတော့ခရင်တောင်ဆေးအောင်ပါဆေးဘက်ဆိုင်ရဒေါက်တာတွေဦးစင်တို့ရင်းနေပါတယ် နော်ပြုံးလင်းဆိုတဲ့လူတွေပဲဒီမန်းလေးဆိုတဲ့လူတွေပဲတက်မတော်နဲ့ပတ်သက်လာရင်ဒေါ်လာတော်တော်ချင်းကြီးတာတွေ့ဒီကေတုမဒီယဆေးဘက်ဆိုင်ရာဒေါ်လာတော်တော်မှရမ်းနေပေါ့သူဘုံဘူးဆန်းလောက်ပဲနေမှာပေါ့အဲ့ဒီပုံကိုတော့နောက်နေကြမှာဦးနေဒေတာချက်လက်နဲ့ကိုချက်ပြအောင်နော်အဲ့တင်းတန်းကြောင်ဘုံဘူးကိုယ်တိုင်ကိုလည်းပြောတာဖုန်းကအဲ့ဒေါ်လာမရောက်ဘူးလေဒီဘက်ကတော့ပိတ်ငေါက်လာတယ်သူတဲ့အကြီးမှန်းလည်းမသိဘူးလေးစားမှန်းလည်းမသိဘူးတဲ့ခလူကတော့လည်းမသိဘူးတဲ့ဖုန်းမသိခံလိုက်ပါဆိုလို့မသိခံလိုက်တယ်နော်အဲဒီနေ့ညကတော့ဒါနမူနာလေးပါဗျာနော် ခုခင်ဗျားတို့ချက်ရွာဒီမှာနေဒီမှာပြောနေကြတဲ့ပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်ဆိုတဲ့ကာလပေါ့ပေါ်တာဆိုတာတော့အရင်တော့အသုံးလဲတဲ့စကားလုံးတွေပါဒီနေ့မင်းကလေးမှကြုံလို့ရပြီဆိုရင်ဒီနေ့ပြောရင်းမှာနေဒီမှာအဲ့တော့ပေါ်တာလို့ခေါ်တယ်ပေါ့ခုကတော့ခွေးကတော့ဘလို့ပေါ်တာခေါ်ရတော့ဘယ်နည်းမပြောပြတာနော်အဲ့ကောမန်လေးရတော့ဦးမင်းပြန်ကြည့်ပြပါဦးလေနော်စာသားရဲ့အုတ်ကြီးနဲ့ စိန်မှုကလှုပ်ဆောင်နေတာဗျာတဲ့ခီရိုလိုရက်ွက်မှာဗျောက်ကို330နဲ့ဖြတ်တယ်တဲ့အဲ့ဒါတော့သူတို့ရဲ့ဒါအင်ဖော်မာပေါ့နော်ဗယ်ရီကမှာဗယ်ရီမှာဆွဲမယ်ဆိုတော့ထပ်ထလို့ကြည့်လာမသိဘူးလို့ဒီလိုကလည်းမသိဘူးဆိုတော့ဒီတော့ဗယ်ရီကိုပြန်ပြီးဒီလိုကလည်းရက်ွက်ဖြော်ရမှာရက်ွက်မှာရှိတယ်အဲ့ဒီအင်ဖော်မာရဲ့လမ်းညွှန်မှုကြောင့်ကိုယ်တို့လည်းပဲမှာအဲ့လိုပဲငပြောခုတ်သွားတဲ့ကလေးတွေဘယ်တော့ချစ်တင်သွားတဲ့ကလေးတွေအုံးလက်သွားဖို့တဲ့ကလေးတွေအဆွက်စီခါလာအများကြီးပဲအဲ့ကလေးတွေရဲ့လမ်းကြောင်းဒီရက်ရွာတို့အုတ်ချုပ်ရင်းမှုတို့နောက်နောက်တခါရက်ကွက်တို့အုတ်ချုပ်ရင်းမှုတို့ ဘာမှုညာမှုတွေပေါ့အဲ့ဒီပုံကိုလည်းပို့သိမှာပေါ့ဒါကြွားရကြတယ်မှာ information ရှိတယ်နော်အဲ့ဒီဟာမျိုးတွေတောင်းလဲပါပါတယ်ဗျာနော်စကားရမင်္ဂလာညာချမ်းပါဥဒိမပါဗျာမင်္ဂလာပါဗျာနော်အလုံးမင်္ဂလာပါဟုတ်နည်းလမ်းမလို့ငင်အလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါအဲ့ဒီကြာဥင်းနဲ့ဆွေးနွေးကြတဲ့ပုံကိုငါရှင်းမယ်။ဒါမှမဟုတ်တက်ခဲ့ပါလို့ဥင်းငင်းနဲ့ခိတ်ခေါ်ပါရနော်။ခွာတယ်ဒီလိုမျိုးပြောတဲ့ဟာတို့ဆိုတာကတော့ချော်ဆိုးဥရဲ့နောက်တစ်ခါဇူမန်းတီးပေါ့ နော်ဦးဇင်းတို့မျိုးသားကြီးတွေကမီဒီယာပေါ့အဲသူကတော့ပြောနေတာတွေ့တယ်နောက်တစ်ခါဟိုမီဒီယာတက္ကမတယောက်ချင်းတက်တော့မှာပေါ့ဟိုဦးဇင်းနဲ့တက်တော့မှာတော့ခဏတော့မရှိပါဘူးသူသူလွှင့်လာလေးတွေတွေ့တွေ့နေရတယ်နော်အဲအခုတော့ဘယ်လိုပြောရမလဲဆိုတော့ဦးဇင်းနေနဲ့ဒီနေ့ည9ရက်ပေါ့3လပိုင်း2025နော်ည9နာရီခွဲချိန်မှာဦးဇင်းလိုက်လွှင့်တယ်ပေါ့နောက်တော့ဦးဇင်းနေနဲ့နှစ်ပတ်တည်းတည်းစောင့်ကြည့်မယ်နံပါတ်၄ဒီဆောင်ကြည့်လို့မထူကြဘူးဆိုရင်တော့ဟိုမိတိလာသက်ဆိုင်ရာအာနာရှိတဲ့လူကြီးပေါ့နော်။ကြောက်ပတော့ ပတ်ဆိုင်ကအာနာရှိရဲ့လူကြီးပေါ့အဲ့ဒီပုံကူကြီးကဥစဉ် data ချက်လက်နဲ့နာမည်နဲ့ဘိုင်းနေညတ်ပြီးဥစဉ်ပြောမှာတော့နေပြီးတော့ဒီလေဥစဉ်ကိုယ်တိုင်သွားပြီးစတင်မှာအားကြောင့်လို့တင်ရလာလဲဆိုတော့တက်မတော်ပုံရိပ်တက်မတော်ရဲ့ဂုံသိခါတယ်ချာရှင်းတယ်ပေါ့ညှိုးညွှန်းတယ်ပေါ့နော်ဥစဉ်ကတော့ဘယ်ပါတီဘက်မှာပါတယ်ပေါ့လို့နေမပေါ့ဟိုဖုန်းကြီးဆိုတော့အွာလဲမဟုတ်အနီလဲမဟုတ်အနီလဲမဟုတ်အစိမ်းလဲမဟုတ်ဖုန်းကြီးတော့အွာပေါ့မျိုးသားကြီးလမ်းကြောင်းပေါ်မှာတက်လာမှာဆိုရင်တော့ဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ် ဥပဒေပေါင်းလို့ရတယ်ခုခံကာကွယ်မှာဒါဥစဉ်လို့ရအလုပ်ဥစဉ်လို့ဆိုရင်ဒီမျိုးသားလေးလောက်လား၂၀၀တခုနှစ်ကလေးလောက်လာတာနော်မျိုးသားလမ်းကြောင်းတက်လာမှဆိုရင်တော့မျိုးသားရိုးအာခံမဲ့တိုက်ခံမဲ့ဆိုရင်တော့လက်မခံဘူးဥစဉ်တော့အဲအဲ့ဒါလေးဥစဉ်တို့ပြောချင်တာပါနော်နောက်ဒီတော့ဥစဉ်နေနဲ့အဖမ်းသွားတဲ့နေ့ကမောင်းဖီပါတယ်မောင်းနီပါတယ်ဟုတ်လားအာနာပန်နေ့ကဘဇူးပါတယ်ဘယ်ချိန်ဘယ်နှနာကြီးဘယ်နှမိနစ်ဘယ်နေရာဟဲ့ဘလို့ကားနဲ့လာဆွဲတာလားကစားဥစဉ်ကိုချပြပါနော်ဒီမေတီလာကိစ္စရယ်ဒီကြောက်ပရောင်းကိစ္စရယ် ဲ့ဒါလေးဦးနှစ်ချပြပေးမယ်ပြောပါမင်းတို့လိုအပ်ရင်ပြောပါဟုတ်လားဒါတော့ဘယ်တိုင်းသားပဲဖြစ်ဘယ်လူမျိုးပဲဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ခုနိုင်ငံကိုလူမျိုးတော့အချင်းမြင်လို့လာများပါတယ်ဒီစင်မူတန်းကိစ္စကလည်းတော်တော်လေးခရေရိုက်နေကြတယ်ပေါ့နော်ဒါတော့မသိတဲ့လူတွေတော့ခရေရိုက်တာပေါ့ဒါစင်မူတန်းတော့ခုမှပြဋ္ဌာန်းလာတဲ့ဥပဒေမဟုတ်ဘူးဟိုရှစ်ပွေးဝင်နေဒီလက်ထက်ကလေးကပြဋ္ဌာန်းလာတဲ့ဥပဒေအဘိဒီခေါ်ရတဲ့လူတွေဆွဲသွားတဲ့လူတွေကလည်းဒီစုမူတန်းနဲ့ပတ်သက်လို့ခံလာမဲ့ရလက်တယ် ဟုတ်လားရရှိမဲ့အကျိုးကျေးဇူးတရားတွေကိုမရှင်းပြဘူးသူကအဲ့တွေ့တဲ့ကောင်ဒီကောင်ကကျမ်းမာရေးကောင်လားဟုတ်လားမိုးဆုံးပါသားလားတူးစည်းသောသားလားလဲမသိဘူးသူမျိုးသမီးကဘိုက်ကြီးနေလားအမျိုးသမီးရှိလားမရှိလားလဲသူတို့မသိဘူးတွေ့ရကောင်ဆွဲပြီးတက်လက်သွားတာပဲနောက်ပြီးကျမတို့ကခွေထည့်နေကြတာနော်အခုနေ့လည်းဦးစင်းညတနေ့တို့မှာလိုက်လွင်နေပေါ့အဲ့ဒီလိုက်ကိုလည်းဦးစင်းကျော်အုပ်ချုပ်ရင်မူကမေတ္တာရက်ခံလို့ဦးစင်းအားလေးခဏခဏဟိုဖြတ်တော့မချပါဘူးဦးစင်းကိုတောက်ခတ်လိုက်တယ်ပေါ့တောက်ခတ်လိုက်တော့ဦးစင်းတစ်ပါးပဲကြည့်လို့ရမယ်ကျန်တဲ့လူကိုကြည့်လို့မရဘူးနော် ဒါမှအတိုင်းတာတဲ့လုံးလာရင်တော့ဦးညာဟိုဘေးအာနာရှိတဲ့ပုံပုံပဲဖြစ်ဖြစ်ဟုတ်လားအာနာရှိတဲ့ဖွယ်စည်းပဲဖြစ်ဖြစ်အတိုင်းတာတော့လုံးမလာနဲ့ဓမ္မဝိညာဉ်နဲ့ညီမယ်တရားသောမိလန်းနဲ့ညီညီမယ်ဥပဒေပေါင်းရမှာဆိုရင်ဦးစင်းတို့အနေနဲ့ကျိုးဆိုးတယ်ဝက်ကမ်းပဲဒီဝက်တာလည်းဦးစင်းတို့ထောက်ပံ့ပေးမယ်ပံ့ပိုးပေးမယ်ဟုတ်လားဒီကနေ့ဦးစင်းစကားနဲ့ကြားလာတယ်ဦးစင်းနဲ့ပတ်သက်ရပတ်သက်ကြောင်းဦးစင်းတကမရဲ့တားရီပေါ့လေးယောက်ဦးစင်းထောက်ပံ့ခဲ့တယ်သူ့မိဖေတွေလည်းခေါ်သွားတယ်အဲမင်းမိဖေတွေကငါ့ကိုမကြောက်နဲ့ငါမင်းတို့မွေးထားတဲ့သူ့မဟုတ်ဘူးတော့ဖုန်းကြီးမလို့ကြောက်တယ်ပေါ့အေးမင်းမိကိုကြောက် တော့တခါမှသူ့လေးယောက်လုံးသူ့မိစေးလေးယောက်မှာခေါ်ပြီးသူကဆီကနေနှုတ်နဲ့ချပြီးတယ်ပေါ့ဟာလာမိဘနှစ်ပါးရဲ့ပုံမှာသားတို့ကအကဲကောင်ကိုစီကမနှောကံလို့ပြပြောမှဆိုမှရှိရင်အနုညုခွန်းလို့ပေးတော်မူပါဆိုပြီးဦးနဲ့ဆီကတိုင်ပြတယ်ကလေးလက်ဆိုတယ်ဒီလေနောက်ဆိုဟိုဘက်သူတို့ကြားတဲ့တောင်ကိုထမ်းဆောင်အောင်ကလေးကြီးဖြစ်တယ်ပေါ့နော်အားကြောင့်ဦးစင်းနေတဲ့တန်တန်တဲ့ဘက်ကဒီကလေးတွေကိုထောက်မပြင်းနဲ့တမ်းမာရေးယူဆက်လိုရတာချင်းဦးစင်းကိုဖုံးဆက်ဒီလိုမှားခဲ့တယ်ကလေးတွေလည်းပျော်ရွှင်တယ်မိဘတွေလည်းပျော်ရွှင်တယ်ပေါ့နော်ဒီနေ့ကားအသေးပါငါလူက9ယောက်တင်ခဲ့တယ်တင်ခဲ့တာဗာကြီးတဲ့2ယောက်ကလေးပေါ့ဆန်းတဲ့2ယောက် နောက်ဟိုဒကမာကြီးကတယောက်ဆိုဦးစင်က9ယောက်လောက်ပဲမောင်းတဲ့လူကတယောက်ဦးစင်နဲ့ဆိုတော့ကာပြည့်ညံ့တာဂျက်ကလေးဘာဖြစ်တော့လဲအဲ့ဒီဒီလိုလေပေါ်တာဆွဲတယ်လို့ပြန်ပြီးဆွဲတယ်လို့ဆိုတဲ့စကားလုံးနေရတော်တော်လေးဦးစင်တို့ညီမပြည်မှာခရက်တော်တော်ထတယ်နော်အဒီကနေ့ညပြောနေတဲ့အဓိကကတော့မိထီလာကနော်ဒီနီလာဒုက္ခပွဲုံရရှိမှာဆွဲသွားတဲ့အဖွဲ့စည်းကြီးနော်မင်းတို့ရဲ့နာမည်တွေဒီတာချက်လက်တွေပုံရှိတယ် ဲရွာအုံကြီးလည်းမင်းလည်းအတူတူပဲနော်မင်းနှစ်ချက်ွက်သုံးချက်ွက်လေးရတယ်များနေပြီနောက်တကကြောက်ပတော့ကသက်ဆိုင်ရလူကြီးတွေပေါ့နော်အရှင်ပြတို့ခက်ဝင်နေမဖြစ်ပါနဲ့ဆိုလို့ဦးဇင်းတို့အောက်လန်းလန်းလည်းဝင်တယ်ဦးဇင်းတို့ရဲ့တပည့်ကလည်းဒီထဲမှာလည်းရောက်နေတဲ့အတွက်ဥပဒေဘောင်လွင်ကလည်းလမ်းလျှောက်တယ်ဥပဒေဘောင်လွင်ကလမ်းလျှောက်လို့လက်မခံဘူးဆိုရင်တော့မင်းတို့ထိုင်ကုန်တဲ့ဒီကလေးတွေနဲ့လဲကျင်နေဆိုရင်တော့တက်ခုံကဝက်ကမ်းပဲပေါ့နော်ဝက်ကမ်းပဲကျိုးစိုးတယ်ဟိုလိုက်မလွတ်နိုင်လဲဦးဇင်းကတော့နှစ်ကြော်ကြီးကဦးဇင်းကောက်ကလည်းပိတ်ခံလို့ ဒါပေမဲ့တကယ်မြန်မာနိုင်ငံမှာအဓိပတိဆရာတော်ကြီးတွေကခစ်ခါနိုင်ငံကြီးခါသိမ့်မကောင်းတော့လိုက်မလွင့်ဘူးပေါ့ဦးဇင်းကိုခေါ်ပြီးဩဝါဒပေးလို့ဦးဇင်းငြိမ်ခဲ့ဒါပေမဲ့ဒီကနေ့ဒီကနေ့ခစ်ရောက်လာတဲ့ခါတော့